ငွေမတတ်နိုင်တဲ့လူတွေအတွက်ဖွင့်လှစ်ထားတဲ့တထောင်တန်ထမင်းဆိုင်လေးဖြည့်ဆည်းခံရလို့စိတ်မကောင်းဖြစ်နေတဲ့ခါဦးပြည်သူများလုံးမင်းလာဝါရှင်ဘောင်းမီစနောင်းကနေပြန်လဲကြိုးစို့လိုက်ပါတယ် ထမင်းတနက်ကိုကောင်းကောင်းမစားနိုင်တဲ့အခြေခံလူရန်းစားတွေအတွက်ထမင်းတနက်ဝမ်းရည်ပြည့်လည်နိုင်စေဖို့အတွက်ဘာစားစားတထောင်တန်ထမင်းဆန်လေးဖွင့်လှစ်ထားတာကတော့အမေရိကန်နိုင်ငံကဆယ်လီခအုံးနဲ့ကိုထွန်းခင်တို့ဇနီးမောင်နဲ့မှဒီလိုအမြောက်မြင့်ရှိပြီးစေတနာတရားတရားထက်သန်နဲ့ Facebook ဆယ်လီကိုထွန်းခင်နဲ့ခအုံးတို့ဇနီးမောင်နိုင်ရဲ့အလူကြောင့်လည်းပရိသတ်တွေကတော်တော်လေးကိုချီးကျူးနေကြပါတယ်။ဒီမတိုင်ခင်မှာတော့ Facebook ပေါ်မှာဗလာပြနေတဲ့အမေရိကန်ကကိုထွန်းခင်နဲ့ခအုံးတို့ဇုံတွေကိုပရိသတ်တွေကတိတ်ကြည့်မရပါဘူး။အခုခါမှာအဆက်ဆက်ရရကုံစင်းတို့ ွေစည်းကြီးနေတဲ့အချိန်ထမင်းတနတ်စားပုံမနေ့ရုံးကန်နေရတဲ့ပြည်သူတွေအတွက်ပိုင်းနဲ့ပဲဆဆတထောင်တန်တန်ဖိုးနဲ့ထမင်းဆိုင်လေးဖွင့်လှစ်ထားခဲ့တာဖြစ်ပါတယ်ကိုတုံးခင်တဲ့ခါတို့ကတထောင်တန်ထမင်းဆိုင်ဖွင့်နိုင်ဖို့အတွက်ငွေသိန်းတထောင်ကျပ်မတီလူတန်းခဲ့ရဖြစ်ပြီးတော့ကိုတုံးခင်တဲ့ခါတို့ဖွင့်ခြင်းနဲ့တန်ဖိုးနဲ့ထမင်းဆိုင်ကိုတာဝန်ယူအကောင့်ထဲပေါ်နေရကတော့ဒလောင်မျိုးကပရိုက်တာမြတ်တာရှင်မလေးမယမင်းရွှေစင်ထက်ကဖြစ်ပါတယ် မယမင်းရွှေစင်တက်ဟာလမ်းပေါ်မှာလှည့်လည်သွားလာပြီးတော့ဆန်ဖွင့်နေတဲ့ကားလေးတစ်စီးကိုကိုထွန်းခင်ခါဦးလိုပေးထားတဲ့ငွေနဲ့ဝယ်ယူခဲ့တာဖြစ်ပြီးတော့ဝန်ထမ်းပေါင်း30ကျော်ကိုခန့်အပ်ကာထမင်းတွေကိုချက်ပြုတ်ပြီးတော့နေ့စဉ်ကားလေးနဲ့လှည့်လည်ရောင်းချပေးနေတာဖြစ်ပါတယ်။ဘာပဲစစတထောင်ချက်သာကြတဲ့မဲ့တံပိုးနဲ့ထမင်းဆိုင်လေးမှာတော့ကြက်သားစိတ်သားငါဟင်းစရရီနဲ့သုံးဆောင်နိုင်မှာဖြစ်တယ်လို့အသီးရွက်ကျော်တိုးစရာ6မျိုးရှိမှာဖြစ်ပြီး3မျိုးကိုရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒီလိုတံပေါ်နဲ့ထမင်းဆိုင်လေးလှည့်လည်ရောင်းချချိန်မှာလာရောက်စားသုံးကြတဲ့ပြည်သူတွေနဲ့စီကားနေပါတယ်။အခုလိုဆင်းရဲကြက်တဲနေတဲ့ချိန်မှာငွေတထောင်ကြက်တဲနဲ့ဖွဲ့ဖွဲ့ရရလေးစားသုံးနိုင်တာကဆင်းရဲနွမ်းပါတဲ့ပြည်သူတွေအတွက်တော့တကယ်ကိုအဆင်ပြေလာပါတယ်။ဒီလိုမျိုးတံပေါ်နဲ့တထောင်နဲ့ထမင်းဆိုင်ကြောင့်ပြည်သူတွေအဆင်ပြေပေမဲ့တံပေါ်နဲ့ထမင်းဆိုင်ဖွင့်တဲ့ဘက်မှာတော့အကုန်စိမ်းသောအခြေအနေတွေကြောင့်မမျက်တဲ့အပြင်အရင်ထက်တဝက်တိတိရှုံးပါရှုံးနေသေးရလို့သိရပါတယ်။ဒါပေမဲ့လည်းအမေရိကန်နိုင်ငံကအလူရှင်ခါဦးနဲ့ကိုထွန်းခင်တို့ဆောင်တွေကဒီလိုတံပေါ်နဲ့ထမင်းဆိုင်က ုံအမျက်ရဖို့ဖွင့်တာမဟုတ်ပဲစည်ရနံပါတဲ့ပြည်သူတွေစားရေးတောက်ရေးပြည်လဲဖို့အတွက်တပတ်တလန်းကအကူအညီဖြစ်အောင်အရှုံးခံပြီးတော့ဖွင့်လှစ်ပေးထားတာပါဒီလိုဆိုင်လေးအစဉ်ပြေနေချိန်စားသုံးသူတွေအစဉ်ပြေနေချိန်မှာမနာလိုသူတွေကပေါ်လာခဲ့ပါတယ်ပြီးခဲ့တဲ့ရက်ကတော့တမတို့ရဲ့တထောင်တန်းသမင်းဆိုင်လေးဖွင့်လှစ်မဲ့ကားလေးကနှိုးလို့မရတော့ပါဘူး စစ်စဲကြီးလိုက်တဲ့အခါမှာတော့ကားရဲ့စီပိုက်တွေနဲ့တချို့သောနေရာတွေကိုစက်တွေထားတဲ့ကျိုးတွေအကုန်လုံးကိုဓာတ်နဲ့တိတိကျကျလှီးပြီးတော့ဖြတ်တောက်ထားတယ်လို့သိရပါတယ်။တမင်တကာရုံမာတဲ့စိတ်နဲ့တထောင်နဲ့ထမင်းဆိုင်လေးဖွင့်လိမ့်မယ်ကားကိုအခုလိုရည်ရွယ်ချက်ရှိရှိဖြတ်စည်းသွားခဲ့တာပါ။ဒါကြောင့်အရင်နေ့ကဆိုရင်ကားကဘလုံးမကိုဆက်နိုးလို့မရတဲ့အတွက်ပြင်ဆိုင်ကိုပို့ထားရပြီးတော့ထမင်းဆိုင်လေးလည်းမဖွင့်လည်နိုင်ခဲ့ပါဘူး။ဒီအတွက်အရင်နေ့ကပတ်စံတထောင်နဲ့ထမင်းဟင်းလေးစားလိုက်မယ်ဆိုပြီးအားခဲထားတဲ့စင်ရွံပါတဲ့ပြည်သူတွေလည်းတရက်စာထမ မင်းငတ်သွားခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်ခါဦးတို့ဆောင်တွေကအရန်ကိုစိတ်တူနေခဲ့ပြီးတော့ဒီလိုလုံးရမျိုးလုံးတဲ့သူကဘလောက်ထိအောက်တန်းကြကြောင်ပြောခဲ့ရပဲဖြစ်ပါတယ်။သူတို့တွေကလည်းပတ်စံရှင်လုံးလုံးသုံးမကုံလို့လူတန်းနေရမဟုတ်ပဲမြန်မာနိုင်ငံကပြည်သူပြည်သားတွေအဆင်ပြေစေဖို့အတွက်အနစ်နာခံပြီးတော့လူတန်းပေးနေရပါမကူညီခြင်းတွေပါမနှောက်ယှက်ကြပါနဲ့ဒီလိုအောက်တန်းကြတဲ့စိတ်ဓာတ်တွေနဲ့ကိုယ်တိုင်းပြည်ကိုမပြတ်စည်းကြပါနဲ့လို့ခါဦးတို့ဆောင်တွေကတောင်းပန်စကားပြောလာခဲ့ပါသေးတယ်။ပြည်သက်တွေကရောတထောင်နဲ့ထမင်းဆိုင်လေးဖြည့်ဆည်းခံရတဲ့ပုံမှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက် က်ပေးသွားခဲ့ပါအောင်ရှင်အစောင်းနေ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်